ပုံမြင်လေးတစ်ပုဒ်ကျွန်တော်ပြောပြမယ်နော်တခါကတိုးလေးတို့ကចောင်းတဲ့ငန်းလေးတစ်ចောင်းမှာယတိကြီးတစ်ပါးရဲ့သူ့ရဲ့တပည့်ယတိငယ်လေးနှစ်ပါးရဲ့ကယတိအလုတ်လုတ်နဲ့နေရတယ်တဲ့ယတိကြီးကသူ့ရဲ့တပည့်ယတိငယ်လေးနှစ်ပါးကိုစီကန်းနေထုတ်ရတယ်မဆိုးရတဲ့စီကန်းနေညစာမစားရတဲ့စီကန်းနေအထူးသဖြင့်မိမနဲ့ပတ်သက်တဲ့စီကန်းတစ်ခုကအတင်းကျပ်ဆုံးပဲတဲ့ပါလဲဆိုတော့မိမတွေကိုမကြည့်ရဘူးအသားချင်းမထီတွေ့ရဘူးမိမနဲ့ပတ်သက်တဲ့အကြောင်းတွေကို မစင်းစားမသွေးတော့ရဘူးဆိုတော့စီကံထောက်လာတယ်တကယ်လို့အဲ့ဒီစီကံကိုဖောက်ပြက်ကလေးရှိရင်ကြောင်းမှာတောက်သုံးရီတနှစ်စာကိုတောင်တောင်ကြိုပြီးတယောက်နဲ့တွားခတ်ရမယ်မီးလုံမှုအတွက်လူအပ်တဲ့ထင်းတနှစ်စာကိုလည်းအဲ့ဒီတောင်ကြိုပြီးတယောက်နဲ့တရှာရမယ်ဆိုတော့စီကံထောက်အမိတ်ထောက်လာတယ်တနည်းလူတို့ကြောင်းမှာစားကုန်တော့ယတိကြီးကသူ့ရဲ့တပည့်ယတိငယ်လေးနှစ်ယောက်ကိုမြို့ဘုံသွားပြီးတော့စားလှူခံခိုင်းတယ်ယတိငယ်လေးနှစ်ပါးကလည်းဆိုင်းထိုင်းနဲ့ယူတော့မြို့ဘုံသွားစားလှူလိုက်ခံတယ် ဟာတလန်းဝင်တလန်းထွက်စားလှူလိုက်ခံစားအတူတေးရတော့ယတိငလေးနှစ်ပါးတော့အကြောင်းသင်ငန်းလူပြန်ခဲ့ကြလမ်းခီးတော့ရတော့လှေစိတ်တစ်ခုမှမင်းမျိုးလေးတယောက်ဟာလှေပေါ်ကနေကမ်းပေါ်လှမ်းတက်ဖို့ပြင်တာတွေ့လိုက်တယ်တဲ့ကမ်းကနည်းနည်းမြည်တယ်လှေကနည်းနည်းနှိပ်တော့မင်းမျိုးလေးအပေါ်လှမ်းတက်ဖို့ခန့်နေတယ်ဘယ်လိုတက်ရမှန်းမသိဘူးပေါ့အဲ့မှာယတိလေးတစ်ပါးသွားပြီးတော့မင်းမျိုးလေးကိုပွေချီပြီးတော့ကမ်းပေါ်တင်ပြလိုက်တယ်တဲ့ကြံကြတဲ့ယတိလေးတစ်ပါးကိုစဉ်းစားအောင်လား ီယသေးလေးကတော့ဆရာသမားထုတ်ရတဲ့စီကန်းကိုဖောက်ဖျက်လိုက်ပြီးကျူးလွန်လိုက်ပြီပေါ့။အကြောင်းသင်ခန်းရအောင်တော့ဆရာသမားကိုပြောပြပြီးတော့အပြစ်ပေးခိုင်းမယ်ဆိုတော့သူတလန်းလုံးသွေးခဲစဉ်းစားခဲ့တယ်တဲ့။အကြောင်းသင်ခန်းရတော့သူဆရာသမားယသေးကိုပြောပြတော့လား။ဟိုယသေးကမင်းပြိုလေးကိုပွေချီပြီးတော့ကမ်းပေါ်တင်ပြလိုက်တဲ့အကြောင်းသူအပြစ်ရှိတဲ့အကြောင်းပေါ်လာပြီ။ဟောယသေးကြီးကလည်းဟိုယသေးလေးကိုခေါ်တော့မေးတယ်ပေါ့။မှန်သလားဟုတ်သလားပေါ့။ဟိုယသေးကလည်းသူပြန်ဖြေတော့လား။မင်းပြိုလေးကိုတပြေတော့ မာချီပြီးတော့ကမ်းပေါ်တင်ပြလာမှန်တော့ဗောနဒါပေမဲ့အဲ့ဒီမှာပဲပြီးဆုံးရတာဗောတပီတော်နဲ့အတူတူဒီကြောင်းတင်ငန်းထိတော်ရထိပါမလားအခုတော့ပြောလာတယ်ဟောရတီကြီးကလည်းသူတဘောပွားတော့နိုင်ဟိုရတီလေးကသူဗောနလောက်တာလောက်ခဲ့တယ်ဗောအဲ့ဒီမိမနဲ့ပတ်သက်တဲ့ပူချီတဲ့လောက်တွေကမ်းပေါ်တင်တဲ့လောက်တွေဒါပေမဲ့သူရစိတ်ထဲမှာကမ်းမပါခဲ့ဘူးဗောကြောင်းတင်ငန်းထိအတင်ပဲကြောင်းတင်ငန်းထိကိုတည်လာပြီးတော့ငါ့ကိုပြောပြတော့နာအတီးရစိတ်ထဲမှာမင်းပြူလို့တစ်ချိန်လုံး ကပ်ပါခဲ့တော့ဒီတော်ထီကျောင်းတင်ကထီရောက်ခဲ့တော့အပြည့်ရှိရင်ရှိအတင်မရှိမှဆိုတော့အဲ့ဒီယတိလေးကိုအပြည့်ပြလိုက်တယ်တဲ့မင်းပြိုလေးကိုပူချီတဲ့ယတိလေးကတော့အပြည့်မရှိဘောနာကြီးဟုတ်ကဲ့ဒီဗီဒီယိုကတော့နော်ကျွန်တော်ဗီဒီယိုကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုအပြန်ဆောင်မယ်နော်